အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီတကာပြပေးတာမှာတော့ MyID Hack ကားရဲ့နေရာမှာ60ဆင်းတိုင်ပတ်နေတဲ့လူတွေတော့ကျွန်တော်ပြပြပေးတော့မှာဖြစ်ပါတယ်အခုလောလောဆယ်မှာ MyID Hack တော်တော်များများ60ကနေ definite delay နေရာလေးရှိပါတယ်အဲ့ဒါကိုကျွန်တော်ပြပြပေးတော့မှာဖြစ်ပါတယ်ကျွန်တော် channel ရဲ့ညီကိုဆိုရင်တော့ကျွန်တော်ရှေ့မှာလည်းဘူရိုတပုတ်တင်ပူပါတယ်ကျွန်တော် channel ရဲ့ညီကိုဆိုတော့ဘယ်လိုလုပ်ရမလဲဆိုတာသိမှာပါဖြစ်ပါတယ်ဒါပေမဲ့မတည့်ရဲ့လူတော်တော်များများရှိလို့ကျွန်တော်ဗီဒီယိုလေးကိုထပ်တင်ပေးလိုက်ရတာဖြစ်ပါတယ် ကျွန်တော်60နေတောင်ဘယ်လိုလုပ်ရမလဲဆိုတော့ကျွန်တော် Telegram မှာ software တစ်ခုတင်ပေးထားပါတယ်เนาะဒါတော့အားလုံးသိကြတဲ့မိ mid ID pro version ဖြစ်ပါတယ်ဒါကတော့ရိုးရိုးခြား version တွေကိုတော့ကျွန်တော်60နေတက်လာမသိဘူးကျွန်တော်0.0.9 NL ဆိုမှတက်မှာဖြစ်ပါတယ်ဒီ software ကိုတော့ကျွန်တော် Telegram channel မှာတင်ပေးထားပါတယ် ကျောက် Telegram channel ကိုလည်း YouTube ရဲ့ description မှာချပေးထားပါမယ်။အဲ့ရနေတွားပြီးတော့ download ပါ။ကျွန်တော်ဘယ်လိုလုပ်ရမလဲဆိုတာပြပါမယ်။ကျွန်တော်အရင်ဆုံး main ID ဘယ်လိုလေးကိုဝင်လိုက်ပါ။ပြန်ဖုန်းနံပါတ်နဲ့ login မှာဖြစ်တဲ့ data ဖို့ login wave phone ဆိုအောင်နေလိုက်ပါ။ပြီးရင်ဒီမှာ login ဝင်နေနေအမှာ3000ကိုရှိရနေခံရရမလို့နော်။ရှိရနေ3000ကိုခံလိုက်မယ်ဆိုရင်တော့ကျွန်တော်တို့ကုန်ကြလာမှာမဟုတ်ဘူး။ ဒီတိုင်းဖုန်းနံပါတ်ကိုထည့်ပေးရမှာပဲဖြစ်ပါတယ်ကျွန်တော်ဖုန်းနံပါတ်ထည့်လိုက်ရင်ခဏနေကျွန်တော် OTP ကြာလာပါလိမ့်မယ်ကဲအမှန်နမဲထည့်အောင်ပဲဖြစ်ပါတယ်။ဒါဆိုတော့အကောင့်ကလွတ်လွတ်ဝင်ရလို့ရတာဖြစ်ပါတယ်။ ကျွန်တော်ပြီးရင်ဒီဘက်က30ယောက်က34ယောက်နေလေပါပြီးရင် setting ကိုသွားပါပြီးရင် adapter setting ဆိုတာရှိပါတယ် IT ကိုသွားလိုက်ပါကျွန်တော်ဒီမှာ auto play ဆိုတဲ့ဟာပိတ်နေလိမ့်မယ်အဲ့ဒါကိုသွားပြီးတော့ဖွင့်ရမှာဖြစ်ပါတယ်အဲ့ဒါမှကျွန်တော်တို့ auto စကားမှာဖြစ်ပါတယ်အဲ့ဒါကိုဖွင့်လိုက်ပါပြီးရင်ပြန်ထွက်လိုက်ပါကျွန်တော် gain နဲ့ဝင်ပြမယ်နော် အင်းဒီစီးပဲကျွန်တော်တို့ဝင်လာလောက်ဝင်လာရမ်းမြန်နေဒီဆောင်ရ ါဆိုတော့ကျွန်တော်တို့60နှစ်အတိုင်းမဲ့နေရပြဿနာဖြစ်ရှင်းလို့ပြီးသားရွေးဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်